ထိုင်းဂရင်းနီနဲ့စကားဂရင်းနီဒုက္ခသည်စခန်းအမတ်တင်မှာဖွလစ်တင်ကြားပေးနေတဲ့ဂရင်းနီလူမှုဖွံ့ဖြိုးရေးတည်ရန်ကြောင်း KSDC ကြောင်းဟာစာတင်ကြားမှုတမကလက်တွေ့တင်ကြားမှုပါဆောင်ရွက်ပေးနေတဲ့ကြောင်းဖြစ်တယ်လို့ဆိုပါတယ် KSDC ကြောင်းမှာတော့အခြေခံတည်ရန်ကြောင်းနဲ့အစစ်မြစ်တည်ရန်ကြောင်းဆိုပြီး program တစ်ခုရှိကအခြေခံတည်ရန်ကြောင်းမှာတော့လက်တွေ့တင်ကြားမှုမရှိပေမဲ့အစစ်မြစ်တည်ရန်ကြောင်းမှာတော့စာတွေ့အပြင် လက်တွေ့ကွင်းဆင်းတင်ကြားမှုပါဆောင်ရွက်ပေးနေတာပါမနေ့ကမတ်လ26ရက်နေ့မှာတော့23ကြိမ်မြောက်အခြေခံတည်တန်းကျောင်းနဲ့25ကြိမ်မြောက်အစင်းမြစ်တည်တန်းကျောင်းမှာတင်ယူပြီးမြောက်သွားတဲ့ကျောင်းသူကျောင်းသားပေါင်း86ဦးကိုလက်မှတ်ပေးအပ်ခဲ့ပါတယ် ဘာသာရပ်အနေနဲ့ကွန်ပျူတာလူမှုဖွံ့ဖြိုးရေးနိုင်ငံရေးနဲ့ဥပဒေဆိုင်ရာဘာသာရပ်တွေကိုသင်ကြားပေးခဲ့ပြီးအဲ့ဒီဘာသာရပ်တွေကိုအခြေခံသေတမ်းကျောင်းမှာတော့အခြေခံအစစ်အသားသင်ကြားပေးပြီးအစစ်မြစ်ကျောင်းမှာတော့ပုံမှန်သုံးမြစ်သင်ကြားပေးနေတယ်လို့ကျောင်းသားတွေစီကသိရပါဗျ။